ဒီကနေ့မှာတော့ဘိုးချဖြူခွန်းတို့ဇနီးမောင်နှံကိုတွားရောက်တောင်းပန်ကပရိသတ်တွေပဲခွေမမော့အေးဖြစ်သွားခဲ့တဲ့ဝန်ထမ်းကောင်လေးနဲ့အကိုချွန်းနှုတ်ရဲ့ပွဲဆက်သင်းပိုင်းလေးပါ။အဲဒါ public မှာလည်းတော်တော်လေးကိုဟိုပြန့်နှံ့ပြီးတော့နှစ်ဖက်လုံးတော့တူးတူးဖြစ်စီရပါတော့။ဒါဘယ်လိုလဲဖြစ်ဖြစ်ဒါဂျင်ရဲ့ဘက်ကလည်းဒါအမားတို့ကိုအာဆက်တွေ့လာပြီးတော့တက်တော့မှလည်းတောင်းပန်တာကိုပြင်လာတယ်။ဆက်တွေ့လာပြီးတော့လက်ပုံမျိုးဒါပြီးတော့ညီလိုက်ပြောဆိုပြီးတောင်းပန်နေတော့တယ်။အမားတို့ကကျေးဇူးတင်တယ်။မအုပ်ဦးနေရတယ်ဒါလုံးဝ ဟိုနင်းလာသေးခြင်းနဲ့စိတ်မရှိဘူးကြောင်းတဲ့တယောက်ပြပြလဲလဲပဲပေါ့နော်ကြောင်းတဲ့တယောက်ဟိုခိကိုက်စီခြင်းနဲ့ဆန္ဒမျိုးလည်းမရှိသလိုဟိုမားတို့အခြေအနေပြရမယ့်သူတွေလည်းမဟုတ်ဘူးဟုတ်တယ်မလားဒါမှလည်းအကိုရဲ့ဝန်ထမ်းဆိုတော့တန်ရောစင်ရှိရဲမားတို့ဘလောက်တောင်မှအစဉ်ပြေပြီးတော့ပြောခဲ့ကြလဲဆိုတာကိုလူတွေအားလုံးနဲ့သိရရန်နဲ့သိရမားတို့လည်းသိရဒီတော့ပုံမှန်ရင်တော့ပျော်ကြသွားကြလားကြစားကြတော့ဒါအကုန်လုံးကပြည်နေကြတာပဲဒါဟိုစိတ်အခက်မတင်လို့ဖြစ်သွားတဲ့ကိစ္စလေးခုပုံမှန်ဘယ်လိုမျိုးတိတိလေးလေးပြင်းရှင်းလိုက်တာကောင်းတယ်လို့အမတော်ပြင်တယ်ပေါ့နော် ဟုတ်ကဲ့ပါကျွန်တော်လည်းပထမတော့ဟိုကတော့ဒီတောင်းပန်ဖို့ပဲကြည့်ဥပမာကြောင့်အမားတို့ကကတော့ဒီတောင်းပန်လာမှလည်းမခံဘူးပေါ့နော်အဲ့ဒါလည်းကြည့်ကြည့်ကြောင်းလာလေတော့ဒါဟွာပေါ့အမားအနေနဲ့ကဟိုဟိုတောင်းဟိုဟာပေါ့လာပြီးတော့တောင်းမှန်းနေဆိုတာတချို့ကကြတော့ပြောကြမှာပေါ့နော်အာဒါ तू ကအမှုခွင့်သားလို့ကြောက်လို့ဘာဖြစ်လို့တောင်းမှန်းလိုက်ရတာမျိုးဆိုတာမျိုးစိတ်ကကိုယ်စိတ်ကမပါဘဲနဲ့ဟိုဖိအားပေးခံရလို့တောင်းမှန်းရတယ်ဆိုတာမျိုးမှလုံးဝဖြစ်စေချင်ဘူးအခုကဒါရရင်ရမျက်နှာကိုကြည့်တဲ့ဆံမှအကြည့်တယ် ဒါမှလို့เนาะတရှိလုံးလက်တွဲခဲ့တဲ့သူတွေတော့ဒါရန်ရန်ဆိုလည်းစိတ်ကဟိုလက်သက်စအခုခုဆိုစိတ်ပြန်ဆက်တဲ့လူမျိုးဆိုတော့ဖြစ်သွားတာတကယ်တော့စိတ်အေးသွားတဲ့ချိန်မှာတယောက်နဲ့ပြောက်ကဘာပြဿနာမှမရှိဘူးเนาะအဲ့အတွက်ကြောင့်မို့လဲလာတောင်းမှန်တဲ့ချိန်မှာရန်ရန်တကယ်စိတ်အေးမှန်တဲ့တောင်းမှန်တာအဲ့အတွက်လည်းအမအကျဉ်းသူတင်တယ်ဒါမဖြစ်တဲ့မဲ့ဖြစ်သွားတဲ့ကိစ္စကအမလို့လည်းမဖြစ်ချင်ဘူးအဲ့အတွက်လည်းစိတ်မကောင်းဘူးပြောဒီကိစ္စရာလည်းကြီးကြီးကျယ်ကျယ်ဖြစ်ရမယ့်ကိစ္စတွေတော့မဟုတ်ဘူးပြောင်းမှာညီလေးဘက်ကကြတော့လည်းဒီလေးကဝန်ထမ်းနေရှိမှာ ဟိုအလုတ်ထုတ်ခံရတယ်ဆိုတော့ဒီဟာကိုလည်းနားလဲတယ်အဲဒါမှကိုလို့ကြတော့လဲကိုလို့စီမံစည်းကမ်းနဲ့မကိုက်မှုဘူးလို့ပြောပြရတဲ့အကြောင်းရင်းကြီးရှိတော့ကြတော့နားလဲဟိုတရားနဲ့တရားနားလဲမှုပြောတာလေးဆိုရှိမှာပေါ့ဟုတ်တယ်မလားအဲဒီလေးဘက်ကလည်းဟိုညီလေးတို့အတက်ရနဲ့ညီလေးတို့ဗင်းလေးပဲကြတော့လဲညီလေးတို့ပြောတဲ့အကြောင်းရောကနောက်ဆက်တွဲဆူဆူကိုမသိသလိုဟိုကောင်းတာမှန်တာတဲ့လူကနောက်ဆက်စကားနားထောင်ပါလား ဟုတ်တယ်မလားဟုတ်ကဲ့။ဒါယူလေးအပြောယူရဲလဲမှန်တယ်မဟုတ်ဘူး။ပြောပြင်းလဲမှန်တယ်မဟုတ်ဘူး။အဲ့ဒီကယူလေးကလည်းစိတ်ရှင်းဖို့လိုတယ်။လမ်းတွေ့ရင်တော့နောက်ဆုံးပြတ်ပြတ်လာယူလေးကို။ဟောယူလေးအဲ့လိုနှုတ်ဆက်ပြီးတော့မှပဲအခင်မင်းမပြအဲ့လိုပုံစံမျိုးပဲကိုကယူနေတာသွားတင်တာဟုတ်ကဲ့ကမဒီရောက်နေတာနည်းနည်းစိတ်ကကြောက်လို့ဖြစ်တာပါဒါပေမဲ့ကြောက်ပြအောင်အဲဒီဝင်လိုက်လို့ကြာကိုကအဲ့လိုမျိုးမျိုးရှိနေတဲ့ဖတ်ပြီးတော့ထိုးတော့ကြာ ျော်သွားတာလားလို့မဲဘာမှပြတ်ဘူးအရင်ထဲကဒီတိုင်းပါပဲဟိုကလုပ်ငန်းအမရဲ့လူသားကျတော့အရင်ထဲကဟိုကဟိုလုပ်ငန်းကိဝန်ထမ်းကိစ္စတွေလုံးမပါလို့ပြောတာပဲရှိတာအားလုံးနဲ့